င်ပေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြင့်တရကန်အပ်ပါတယ်ခင်ဗျာအခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ KNU ဥက္ကဋ္ဌနဲ့ခေါင်းဆောင်များကိုရွေးကောက်ပွဲဥပဒေနဲ့တရားစွဲအမှုဖွင့်မှုဟာအကြမ်းဖက်စစ်တပ်ကတွေးယူတွေးတဲ့နဲ့လုံမီလောက်ရာကင်မီကင်ရာရှောက်လုပ်နေတာဖြစ်ပြီး မြေတိထိရောက်မှုမှာမရှိဘူးလို့ကယန်းညူပြောခွင့်ရဘရိုစတော်နီပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ကရင်မျိုးသားစီယုံကယန်းညူဥက္ကဋ္ဌနဲ့ဘိုးလုံးမှုဆောင်ဖွဲ့မှခေါင်းဆောင်တွေကိုရွေကောက်ပွဲဥပဒေနဲ့တရားစွဲအမှုဖွဲ့မှုအောင်အကြမ်းဖက်စစ်တပ်ကတူယူတူတန်းနဲ့လုံမီလုံရကင်မီကင်ရရှောက်လုံနေတာဖြစ်ပြီးမြေတိထိရောက်မှုမှာမရှိဘူးလို့ကယန်းညူပြောရဲစွခွင့်ရှိသူလည်းဖြစ်ဘိုးလုံးမှုဆောင်လည်းဖြစ်တဲ့ဘရိုစတော်နီကပြောဆိုလိုက်ပါတယ်။လက်ရှိကယန်းညူဥက္ကဋ္ဌဘရိုစောကွက်ဒူဝင်း ဘဟုလုံမှုဆောင်များအပါအဝင်73ကိုပြီးခဲ့တဲ့ဩဂတ်စ်လ12ရက်နေ့ကရွေးကောက်ပွဲပြပြားစီရင်ဟောပြောခြင်းပြောဆိုခြင်းတွေအကြောင်းလိုင်းပွဲမျိုးမှာရစကန်မှာအမှုပွင့်ထားပြီးတော့အဲဒီလိုစတကအမှုပွင့်သူများထဲမှာ KNU ဥက္ကဋ္ဌဘရိုစောကွက်တူဝင်ဘရိုစောဆဲကေဘရိုတာတော်မူဘရိုစောတော်တီပွဲဘရိုစောလာထွန်းဘိုးချုပ်ကြီးစောကျော်နီစောတာမလာတော်ဘရိုစောလော်အမူဘရိုစောရဲ့ဂလူစေဘရိုနော်ဒါရားနဲ့ဘရိုစောတော်နီသောစာပလေဒီ1တို့ပါဝင်တယ်လို့စစ်တပ်ကတရင်ထုတ်ပြန်ခဲ့ပါတယ်။ တဖက်မှာ KNU ကတော့အဲဒီလိုစစ်တပ်ကအမှုပွင့်ခြင်းဟာမြေတီထိရောက်မှုမှာမရှိနိုင်မနဲ့စစ်တပ်ကဒွေယူဒွေတန်းနဲ့လုံမိလောက်ရာရှောက်လုံနေခြင်းသာဖြစ်တယ်လို့သုံးသပ်ပြောဆိုပါတယ်။အခုပထမဆုံးကျွန်တော်ပြောချင်တာကတော့ဒီလိုမျိုးတရားမှုဝင်တူးယောင်ရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့အဲဒီမှာကျွန်တော်တို့ရဲ့တုံ့ပြန်ချက်ဖြစ်တဲ့ဩဂတ်စလ26ရက်နေ့ကထုံးပြန်ချက်ပေါ်တုံ့ပြန်လာတဲ့အခါမှာနေ့ရက်တွင်းမှာပဲကျွန်တော်တို့ကိုတရားမှုဝင်အဖွဲ့အစည်းဖြစ်တဲ့အကြံပေးအဖွဲ့အစည်းဖြစ်တယ်လို့ကြေညာတယ်။ ဒါနဲ့အားမရသေးပဲနဲ့အခုကျွန်တော်တို့ဗဟိုလုံမှုဆောင်ထဲမှာရှိတဲ့ခေါင်းဆောင်တွေအားလုံးကိုအခုဒီလိုမျိုးတရားစွဲမယ်ဆိုတဲ့ဟာကိုကြည့်လိုက်ခြင်းအပြင်အကြံဘက်စကားဆာဟာအင်မတန်မှနိုင်ငံရေးရာတော်တော်ကိုချွတ်ချုံကြပြီးတော့ဘလို့မှအားကိုးစရာမရှိတော့တဲ့အနေထားမှာသူတို့ရောက်သွားတာကိုကျွန်တော်တို့တွေ့မြင်နေရတယ်။သူတို့တွေလုံမီလောက်ရာ၊ကင်မီကင်ရာနဲ့ဘာမှထိရောက်မှုမရှိတဲ့ဟာကိုရှောက်လုံနေတယ်လို့ကျွန်တော်တို့မြင်ပါတယ်လို့ကရန်ယူဘိုးအလုံးမှုဆောင်ဘရူစတော်နီကတုံ့တက်ပြောဆိုပါတယ်။ဒါပြင်ဂျမ်ဘတ်စစ်တပ်တို့ရွေးကောက်ပွဲဟာကောင်ရိုးတမြင်ဖြစ်ပြီးတော့ ၎င်းတို့အတွက်အတိမ်ဆောင်မခံနိုင်တဲ့အနေအထားဖြစ်နေကြောင်းရွေးကောက်ပွဲလို့ရစစ်တပ်ကတနိုင်ငံလုံးကိုထိုးစစ်ဆင်နေပေမဲ့လည်းဒါကရေးတိုးတာဖြစ်ပြီးတော့ရေးရှိမှအလုံးမဖြစ်ကြောင်းစစ်တပ်က KNU ဥက္ကဋ္ဌအပါဝင်၎င်းပါဝင်ပြောရေးစုခွင် ရှိသူအလုံးကိုအမှုပေါင်း30နဲ့စွဲချက်တင်တရားစွဲထားတယ်လို့၎င်းကပြောပြပါတယ်အခုသူတို့ရဲ့ဒီရွေးကောက်ပွဲကသူတို့အတွက်အကောင်ရုံးတမြင်စာလို့ပဲပြောရမှာလားပဲသူတို့အတွက်ကအတိမ်ဆောင်မခံမှုဖြစ်နေတယ်ထုံးနည်း၎င်းပါပဲနိုင်ငံရေးမှာချက်ချုံကြတဲ့ပြင် ။စည်ရင်းမှာလည်းဒီတရားမဝင်ရွေးကောက်ပွဲလုံးနိုင်ဖို့အတွက်တိုင်းပြည်တပြည်လုံးအနေထားမှာသူတို့ကတိုင်းပြည်ရှေ့ပိုင်းရောအနောက်ပိုင်းရောမြောက်ပိုင်းရောတောင်ပိုင်းရောထိုးစစ်ဆင်နိုင်ဖို့အတွက်အားခဲပြီးတော့ဦးရဖားရားနဲ့ပြန်ပြီးတော့လုံနေရတဲ့အနေအထားတစ်ခုကိုတွေ့ရပါတယ်။ဒါမှမဟုတ်ဒါကရေတိုပဲဖြစ်မှာပါ။ရေရှိမှာဘလို့မှလုံမဖြစ်ဘူးဆိုတာကျွန်တော်တို့တေချာပြောရပါတယ်။အခုကျွန်တော်တို့ဥက္ကဋ္ဌကိုဦးတည်တရားစွဲတယ်ဆိုပေမဲ့တကယ်တမ်းမှာ2021နောက်ပိုင်း ကျွန်တော်ကိုယ်တိုင်ကတော့ဗျောခွင့်ရပုဂ္ဂိုလ်တယောက်ဖြစ်လာတဲ့အခါမှာဒီဟာတွေရဲ့အားလုံးစူးပြုံတာကအဲ့ဒီပြမက်ကကျွန်တော်စီကိုအားလုံးစူးပြုံရောက်နေတဲ့အနေဒါဆိုတာလေဒါတော့တိတ်ပြီးတော့မဆန်းလာပါဘူးအခုအမှုပေါင်း30ထက်မနည်းရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းသိပါတယ်လို့ဘလို့စတော်နီကပြောပါတယ်ဩဂတ်စ်လ26ရက်နေ့မှာ KNU ကအချက်9ချက်ပါဝင်တဲ့အကြမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုစမ်းကျင်တဲ့ဂျင်ညာချက်ကိုထုတ်ပြန်ခဲ့ပြီးအဲ့ဒီဂျင်ညာချက်ထဲမှာအာနာတိန်စစ်တပ်ရဲ့ရွေးကောက်ပွဲဟာဥပဒေအရတရားမဝင်ကြောင်း ြည်သူအလုံးပါဝင်နိုင်တဲ့အခြေအနေမှာမရှိပဲ၎င်းတို့လိုသလိုအပြည့်ထုံနိုင်တဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကြောင့်ကရန်ညုကလုံးဝလက်မခံကြောင်းကြေညာခဲ့ပါတယ်။ဒါပြင်ဂျမတ်စစ်တပ်ကပြုလုပ်တဲ့ရွေးကောက်ပွဲဟာဇယနာရှင်စနစ်ကိုတက်ဆိုးရှည်စေရေးတွက်တာဖြစ်ပြီးတော့လက်ရှိနိုင်ငံရေးအချက်တဲရဲ့အပြည့်မဟုတ်ကြောင်းရွေးကောက်ပွဲကြောင့်နိုင်ငံတွင်ပြည်ပကများကိုပုံမပြင်းထန်လာစေုံသာမကဒေတာတွင်မတည်ငြိမ်မှုကိုပါဆက်လက်ဖြစ်ပေါ်လာစေမှာဖြစ်တယ်လို့ကရန်ညုကတရားဝင်ကြေညာခဲ့ပါတယ်။အဲလိုစစ်တပ်ကထုတ်ပြန်ကြေညာလိုက်တဲ့ရွေးကောက်ပွဲဟာ ။ဇန်ကျင့်တဲ့လူတူလှုပ်ရှားမှုများကိုကင်တော်ရန်တော်ရွေကောက်ပွဲများကိုနှောက်ရက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေကိုပြဋ္ဌာန်းမှုနဲ့နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာလောလတ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုတို့ကိုကာကွယ်ပေးရေးဥပဒေကိုပြင်ဆင်လိုက်မှုတွေကြောင့်ပြည်သူများကိုအကြောက်တရားအောက်မှာ၎င်းတို့ရဲ့သဘောဆန္ဒမပါဘဲပါဝင်ပေးရမယ့်အခြေအနေကိုရောက်လျက်ရှိတယ်လို့ကရင်မျိုးသားစည်းရုံး KNU ကတရိပ်ပေးထားပါတယ်။အခုလိုဂျမတ်စက်တကရွေးကောက်ပွဲကျင်းပရန်စူးစမ်းခြင်းဟာ အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုအကောင်အထည်ဖော်ရန်မျက်ွယ်ပြုတာဖြစ်ပြီးတော့အကြမ်းဖက်စစ်တပ်ကိုအကြိုးပြုမဲ့လူနဲ့ပါတီရွေးချယ်ပွဲဖြစ်တဲ့အတူယောင်ရွေးကောက်ပွဲတစ်ခုသာဖြစ်ကြောင်းနိုင်ငံပါတီတွေကအဆိုပါအတူယောင်ရွေးကောက်ပွဲမှာပါဝင်ခြင်းဟာအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်တည်ဆောက်မှုအတွက်အဟံအတာဖြစ်စေမှာဖြစ်တယ်လို့လည်း KNU ကထပ်မံတရီပေးပါတယ်လက်ရှိမြန်မာနိုင်ငံရဲ့ပြည်ပကဆုံးတက်နိုင်ရဟာရေရှည်တည်တံ့ခိုင်မြဲတဲ့နိုင်ငံရေးဖြစ်ကိုဦးတည်တဲ့အားလုံးပါဝင်တဲ့နိုင်ငံရေးတွဲဆုံမှုကနေ ရရှိတဲ့သဘောတူညီမှုနဲ့ရေးဆွဲပြဋ္ဌာန်းအတည်ပြုမဲ့စစ်မှတ်တဲ့ Federal Democracy ပြည်ထောင်စုဖွဲ့စည်းပုံကိုခြေကန်ဥပဒေတည်းနဲ့အညီကျင်းပတဲ့ရွေးကောက်ပွဲတာလျင်နိုင်ဆိုင်စွာအမြင့်တွက်နေတဲ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြည်ပခအများဆုံးတက်နိုင်မှာဖြစ်တယ်လို့ KNU ကအပြေးဝယုံကြည်ထားတယ်လို့ဆိုပါတယ်။လက်ရှိမှာပြည်သူလူထုနဲ့နိုင်ငံရေးပါတီတွေကအကြမ်းဖက်ဆက်ရနာရှင်စနစ်တပ်ဆိုးရှေ့ရေးအကြမ်းဖက်စစ်တပ်အာဏာသိမ်းယူမှုတရားဝင်မှုရရှိစေရင်နဲ့၂၀၀၈ဖွဲ့စည်းပုံခြေကန်ဥပဒေကိုပြန်လည်အသက်သွင်းတဲ့ အတူအောင်ရွေကောက်ပွဲမှာပါဝင်ခြင်းအပြင်အစိပ်ပင်ရေလောင်းတဲ့တမိုင်းတရက်ခံဖြစ်သွားနိုင်တဲ့အတွက်နီလန်ဘောင်းဆုံနဲ့ရှောင်ရှားနိုင်ဖို့ KNU ကတိုက်တွန်းထားပါတယ်။အခုလောအာနာတိန်အချမ်းဘတ်စစ်တပ်ကပြုလုပ်မဲ့ရွေကောက်ပွဲဖြစ်တဲ့အချမ်းဘတ်စစ်တပ်ကိုအကျိုးပြုမဲ့လူနဲ့ပါတီရွေးချယ်ပွဲကိုလက်ရှိ KN ပြည်သူလူထုနဲ့ KN လက်နက်ကိုင်အဖွဲ့အစည်းများ KN နိုင်ငံရေးအင်အားစုများပါဝင်နိုင်ငံရေးပါတီများနဲ့ပြည်သူလူထုတရက်လုံးကပါဝင်ခြင်းမပြုကြဘဲအချမ်းမဖတ်တဲ့နီလန်းများနဲ့စန့်ကျင်သွားကြရန် KNU ကတိုက်တွန်းထုတ်ပြန်ခဲ့ပါတယ်။ နောက်တတ်မှတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ကံဘလူမျိုးနဲ့အောင်ချမ်းသာရွာကိုမီးရှို့ဖျက်ဆီးသွားတဲ့စက်တက်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုမှာအကြမ်းဖက်စက်တက်ဘက်က73တေဆုံးခဲ့တဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။သခိုင်းတိုင်းကံဘလူမျိုးနဲ့မှာအောင်ချမ်းသာရွာကိုမီးရှို့ဖျက်ဆီးသွားတဲ့အကြမ်းဖက်စက်တက်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့အောင်အကြမ်းဖက်စက်တက်ဘက်က73ဦးတေဆုံးခဲ့တယ်လို့ဒေတာရင်းတော်လိုင်းရဲ့တင်ရင်းမြစ်ကပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ73ရက်နေ့ကကံဘလူမျိုးနဲ့ကာဘူးရွာကထွက်လာတဲ့အင်အားတရာကျော်ပါဝင်တဲ့အကြမ်းဖက်စက်တက်စစ်ကြောင်းဟာ အောင်ချမ်းသာဂျေးဝါကိုဝင်ရောက်စီးနှင်းခဲ့ပြီးတော့ပြည်သူပိုင်နေအိမ်ရှစ်လုံးကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အဲဒီစကြောင်းဟာပြည်သူပိုင်နေအိမ်များကိုမိရှို့ဖျက်ဆီးပြီးတဲ့နောက်အနီးနားမှာရှိတဲ့ဂျေးဝါများကိုထပ်မံဝင်ရောက်စီးနှင်းရန်ထွက်လာစဉ်ဒေါ်လန်ရီတပွဲများကလမ်းမိုင်းတနေရာမှာမိုင်းဆွဲတက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲလိုမိုင်းဆွဲတက်ခိုက်မှုတွေမှာအကြမ်းဖက်စစ်တပ်က73កောင်ပေးဆုံးပြီး၎င်းတို့ဟာထပ်မံစကြောင်းထိုးခြင်းမပြုလုပ်တော့ဘဲနဲ့ကာဘိုဂျေးဝါစာတင်ကြောင်းဝင်တွင်ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ အောင်ချန်သားရွာကပြီးသူပိုင်နေရင်ရှစ်လုံးကိုမီးရှို့ဖျက်ဆီးသွားတဲ့စကွေးတွေကိုကျွန်တော်တို့တော်လန်ရေးတပွဲတွေကလမ်းမိုင်းတနေရာမှာမိုင်းဆွဲတက်ခိုက်ခဲ့တာပါအဲ့ဒီမှာစကွေး73កောင်ទេပါတယ်အဲ့ဒီစကွေးတွေကအောင်ချန်သားအနီးနားကရွာတွေကိုထပ်ပြီးတော့စကြောင်းထိုးဖို့ထွက်လာတော့ကျွန်တော်တို့ထောင်ထားတဲ့မိုင်းတွေကိုမိသွားတော့စကွေးတွေအကုန်လုံးကာဘိုးရွာတွေကိုပြန်ဝင်သွားပါတယ်လို့ဒေတာရင်းတော်လန်ရေးသတင်းရင်းမြစ်ကပြောပြပါတယ်လက်ရှိချိန်မှာဂျမ်ဘတ်စစ်တပ်ဟာကမ်းပလူမျိုးနယ်တွင်းမှာရှိတဲ့ပြည်သူများနေထိုင်တဲ့ဂျေးဝါများကိုလေကြောင်းနဲ့ပုံကျဲတက်ခိုက်ခြင်း မြေပြင်စစ်ကြောင်းများကလည်းဂျီဝါများကိုစစ်ကြောင်းထိုးမိရှို့ခြင်းနဲ့ကြောင့်ဒေသခံပြည်သူများသတိပြုနေထိုင်ကြဖို့တော်လိုင်းအင်အားစုတွေကမြစ်တာရပ်ခံထားပါတယ်။နောက်ထပ်တစ်မှတ်တင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့မြေမျိုးဘက်ကနေတနင်္သာရီမျိုးဘက်တို့ရိခါပူရန်လာတဲ့အကြံဘတ်စစ်သားများလိုက်ပလာတဲ့ဂါနစီကိုတိုက်ခိုက်မှုတွင်အကြံဘတ်စစ်တပ်ဘက်ကထိခိုက်မှုရှိခဲ့တဲ့တဲ့င်းကိုတင်ဆက်ပေးကြပါမယ်။တနင်္သာရီတိုင်းမြေမျိုးဘက်ကနေတနင်္သာရီမျိုးဘက်တို့ရိခါပူရန်လာတဲ့အကြံဘတ်စစ်သားများလိုက်ပလာတဲ့ဂါနစီကိုတိုက်ခိုက်ရမှာ အကြမ်းဖက်စကောင်းစီဘက်ကထိခိုက်ဒေဆုံးမှုတွေရှိတယ်လို့ဗိုလ်ခရင်တပ်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့ညနေ4:45မိနစ်ခန့်မှာမြေမျိုးဘက်ကနေတနင်္သာရီမျိုးဘက်သို့မောင်းနှင်လာတဲ့အကြမ်းဖက်စစ်သားများလိုက်ပလာတဲ့ရိခတင်ကာ20ကိုတော်လိုင်းရေးတပ်ဖွဲ့များကရန်ဖို့ခြေဝါရန်ဖို့တရားကြီးအရောက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။အဲလိုမိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်ကားပေါ်မှာပါလာတဲ့စစ်သား10ဦးခန့်အပါအဝင်လမ်းကင်းချထားတဲ့အင်အားတရာခန့်ရှိတဲ့အကြမ်းဖက်စစ်သားများနဲ့ အပြန်အလှန်ပြက်ကက်တကိုင်းမှု10မိနစ်ခန့်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲလိုတကိုင်းမှုတွေမှာအကြမ်းဖက်စစ်တပ်ကထိခိုက်မှုရှိပေမဲ့လည်းအရေးတွက်ကိုတော့ဒီပြူးနိုင်ခြင်းမရှိသေးကြောင်းတကိုင်းမှုပြုလုပ်ပြီးတဲ့နောက်မှာတော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။မြေမျိုးဘက်ကနေ တနင်္သာရီမျိုးဘက်ကိုမောင်းနှင်လာတဲ့အကြမ်းဖက်စစ်ကိုရေကားပိုကနှစ်စီးကိုရန်ဖို့ကြေးဝရန်ဖို့တရားကြီးအရောက်မှာကျွန်တော်တို့မိုင်းနှလုံးဆွဲပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။အဲဒီမှာကားပေါ်မှာပါလာတဲ့စစ်ကွေးရင်အား၁၀ဦး လန်ကင်းချထားတဲ့စကွေးအင်အားတရာကျော်လောက်နဲ့အပြန်လန်ဖြစ်ခတ်တိုက်ပွဲ10မိနစ်လောက်ဖြစ်ပွားခဲ့ပါတယ်။အဲဒီမှာစကွေးတွေထိခိုက်မှုရှိပေမဲ့အရေးအတွက်တော့အတိမပြုတ်နိုင်သေးပါဘူး။ကျွန်တော်တို့ရဲဘော်တွေကတော့ထိခိုက်မှုရှိ ပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ဘိုခရင်တပွဲမှာတာဝန်ရှိသူတဦးကပြောပါတယ်။အစိုးရတကိုင်းမှုကို မြေမျိုးပကဖတမင်းသားကြီးရုံးမဆုံတုံးမြေခရိုင်ပကဖအဖွဲ့နဲ့ဘိုခရင်တပွဲတွေကပူးပေါင်းလှုပ်ဆောင်ကြတာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ဆက်ကတော့ ဝင်းတုံမျိုးမှထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်သား35ကောင်ကျော်သေဆုံးခဲ့ပြီးတော့ဂျာဝူရှင်ဖမ်းမိကလက်နက်ခဲယမ်းများတင်ဆက်ရရှိတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။သခိုင်းတိုင်းဝင်းတုံမျိုးနဲ့ဝင်းတုံမျိုးကနေအင်အား60ခန်းနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချင်းမုံရမှာအကြမ်းဖက်စစ်ကွေ35ကောင်ကျော်သေဆုံးခဲ့ပြီးတော့စတုံမှန်6ဦးနဲ့တူလက်နက်ခဲယမ်းများလည်းတင်ဆက်ရရှိခဲ့တယ်လို့ကော်လင်းခရိုင်အမှတ်၄တပ်ရင်းမှရဲဘော်ကိုဆိုင်ကပြောပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ30ရက်နေ့ကဝင်းတို့မျိုးကနေဂျမ်ဘတ်စစ်တာ90ဦးနဲ့လောက်ကန့်ရဲ့10ဦးစစိုးပေါင်းအင်အား60ဦးပါဝင်တဲ့စစ်ကြောင်းထွက်လာကြောင်းအရေးစစ်ကြောင်းကိုထောက်ကျန်တော်ရွာအနီးအရေးစစ်ကြောင်းကိုထောက်ကျန်တော်ရွာအနီးချက်ကောင်းတောင်ရောက်ပြည်သူကားခွေရေပူပေါင်းတပွဲဝင်များကတိုက်ခိုက်ချင်းမုန်းခဲ့ရမှာအဂျမ်ဘတ်စစ်တာမတာအလောင်း30ကျော်စစ်တုံးမှန်9ဦးနဲ့တူလက်နက်ခဲရံအများပြတင်းဆက်ရရှိခဲ့တယ်လို့သိရပါတယ်အရေးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာသောက်ခွာထွက်ပြေးသွားတဲ့စစ်တပ်12ဦးရှိပြီး အရင်စတားများထဲမှာလည်းဒဏ်ရာရရှိသူတွေပါဝင်ကြောင်းအစိုးပါစစ်ခွေ12កောင်ဟာဝင်းတို့မျိုးကိုပြန်လဲဝင်ရောက်သွားခဲ့ပေမဲ့လည်းဒဏ်ရာရရှိတဲ့စစ်ခွေ၄កောင်ဟာဝင်းတို့မျိုးတို့ရောက်ရှိချိန်တင်ဆုံသွားတယ်လို့သိရပါတယ်။ဒါပြင်ဒေါ်လာရင်းတက်ကဖမ်းမိတဲ့အကြမ်းဖက်73မှန်9ဦးတဲကစစ်ခွေ၄កောင်ဟာလည်း၎င်းကိုဇေဝကူတာဘိနေစင်မှာတင်ဆုံသွားခဲ့ကြောင်း။ဒါကြောင့်အရှင်ဖမ်းမိသူ6ဦးသာကြန့်ရှိတော့ကြောင်း။အဲ့ဒီစစ်တုံးမှန်တွေကိုစစ်စေးမင်းမြန်းကတိုင်းစစ်ဌာနတို့ပေးပို့လိုက်ကြောင်းသိရပါတယ်။ တိုက်ပွဲဖြစ်တာကတော့စက်တင်ဘာလ၄ရက်နေ့နဲ့စက်တင်ဘာလ၅ရက်နေ့၂ရက်ထဲဖြစ်တာပါ။ဒါပေမဲ့သူတို့ကိုလိုချင်တဲ့နေရာရောက်အောင်မောင်းသွင်းရတယ်။အရင်မှာကျွန်တော်တို့ဘက်ကတခွဲမှုစကြောင်းမှုကရမ်းကောင်းပါတယ်။သူ့ရဲ့လုံဆောင်မှုတွေကဒီတိုက်ပွဲထဲမှာရမ်းကိုကောင်းခဲ့ပါတယ်။လိုချင်တဲ့နေရာကိုရောက်တယ်။ကျွန်တော်တို့လိုချင်တဲ့အတိုင်းဖြစ်လာခဲ့တယ်။အရင်မှာကျွန်တော်တို့ဘက်ကစစ်စည်းလုံးလုံးနဲ့တိုက်နိုင်ခဲ့ပါတယ်။ငါးရက်နေ့ညနေ6:40မိနစ်မှာတပေါင်းပွင့်ပေးထားတဲ့အတွက်ဒါကိုအပြီးသက်လုံဆောင်နိုင်ခဲ့တာဖြစ်ပါတယ်လို့ ကောလင်းခရိုင်အမှတ်လေးတက်ရဲမှရဲဘော်ကိုဆိုင်ကပြောပြပါတယ်။အစိုးရတခိုင်းမှုကိုအမှတ်တစ်စစ်ဒေသကောလင်းခရိုင်အမှတ်လေးတက်ရင်တခွဲမှုရဲဘော်တကုံနဲ့ရဲဘော်ဘောကာတို့ကဥဆောင်ကကောလင်းခရိုင်အမှတ်လေးတက်ရင်နဲ့ကောလင်းခရိုင်အမှတ်တစ်တက်ရဲမှတပွဲဝင်များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကောက်ွယ်ရေးတပွဲဝင်၁၂ဦးမစိုးရိမ်ရအနှဲငယ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးတမန်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့မလေးရှားနဲ့ထိုင်းနိုင်ငံမှာတရားမဝင်မြန်မာနိုင်ငံသားများဇက်တိုက်ဖမ်းဆီးခံရပြီးတော့ ဇမုတန်အကြုံးဝင်နေတဲ့လူငယ်များအများစုပါဝင်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမလေးရှားနဲ့ထိုင်းနိုင်ငံတွေမှာတရားမဝင်မြန်မာနိုင်ငံသားများစတိုက်ဖမ်းဆီးနေရတယ်လို့အဲဒီနိုင်ငံတွေကသတင်းဌာနများရဲ့ဖော်ပြချက်တွေအရသိရှိရပါတယ်။ယမန်နေ့စက်တင်ဘာလ24ရက်နေ့ညပိုင်းကမလေးရှားနိုင်ငံစီလံကော ပြည်နယ်မှာမလေးရှားအနာပိုင်များကတရားမဝင်နေထိုင်သူများကိုစီမံချက်လို့ခေါ်တဲ့အော်ပရာစီနဲ့ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းအဲလိုဖမ်းဆီးရမှာမြန်မာနိုင်ငံသား36ဦးပါဝင် တရားမဝဲနိုင်ငံသား662ဦးဖမ်းဆီးရရှိခဲ့ကြောင်းအရိထဲကတရားမဝဲနေပေါ်နိုင်ငံသားတဦးဟာလုံမြောက်ရန်ထွက်ပြေးရင်ဒိုက်ပေါ်မှာပြုတ်ကျအသေဆုံးသွားခဲ့ကြောင်းသိရပါတယ်။အလားတူထိုင်းနိုင်ငံကချနာပူရီခရိုင်တွင်းမှာလည်းတရားမဝင်ခိုးဝင်လာတဲ့မြန်မာနိုင်ငံသား6ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့ထိုင်းသတင်းတွေကသိရပါတယ်။ယမန်နေ့စက်တင်ဘာလ24ရက်နေ့မှာထိုင်းနိုင်ငံကချနာပူရီ KI စံကလန်ပူရီမြို့နယ်မှာအထောက်အထားစာရွက်စာတမ်းမပါတဲ့မြန်မာနိုင်ငံသား6ဦးဖြစ်တဲ့အသက်19နှစ်အရွယ်မောင်မင်းမွေ အသက်16နှစ်ရွယ်မအေးချိုအသက်32နှစ်ရွယ်ကိုမောင်ခိုင်အသက်30နှစ်ရွယ်ကိုသားလေးအသက်35နှစ်ရွယ်မအေးချိုနဲ့အသက်35နှစ်ရွယ်မတ်တင်မိုးအသက်35နှစ်ရွယ်မတ်တင်မိုးတို့ဖြစ်ပြီးတော့အဲ့ဒီမြန်မာနိုင်ငံသား6ဦးကိုတင်ဆောင်လာတဲ့ထိုင်းနိုင်ငံသားတဦးကိုလည်းဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ယခုရက်ပိုင်းနဲ့ယခုလပိုင်းတို့မှာမြန်မာနိုင်ငံဖျားသုံးစုဘက်ကနေထိုင်းနိုင်ငံကချနာပူရီ KI အတွင်းသို့ခိုးဝင်လာတဲ့မြန်မာနိုင်ငံသားများစားတိုက်ဖမ်းဆီးခံနေရတာကြောင့် ထိုင်းသတင်းဌာနတွေမှာမြန်မာအများဖန်ဆီးခံနေရတဲ့သတင်းတွေစက်တိုက်ပေါ်ပြခံနေရပါတယ်။လက်ရှိမြန်မာနိုင်ငံမှာအသက်18နှစ်မှ35နှစ်အတွင်းလူငယ်များကိုအကြမ်းဖက်စစ်တပ်ကအတင်းကျပ်ဆင်မှုထမ်းခိုင်းနေပြီးတော့ထိုင်းနိုင်ငံသို့တရားမဝင်သွားရောက်ရင်းနဲ့ဖန်ဆီးခံရတဲ့မြန်မာနိုင်ငံသားများထဲမှာအသက်18နှစ်မှအသက်35နှစ်အတွင်းလူငယ်များအများဆုံးပါဝင်နေတယ်လို့ထိုင်းသတင်းဌာနများရဲ့သတင်းပေါ်ပြချက်တွေအရသိရှိရပါတယ်။နောက်ထပ်တစ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အမေရိကန်ရဲ့မြန်မာပေါ်စိတ်ဝင်စားမှုမြင့်တက်လာတယ်ဆိုတဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်။ ဗမလိုက်နိုင်ငံသားရေးမူကိုဘယ်လိုမဆိုင်နိုင်တော့ပဲ၎င်းရဲ့အာဏာဆက်ပြီးတော့စုပ်ကိုင်ထားနိုင်ရေးတော့တရုတ်နဲ့ရုရှားတို့အားတွားပြီးတော့ပူးပေါင်းတပည့်ခန့်နေတဲ့အဖြစ်ကိုတနည်းတခြားတွေးမြင်လာနေရပါတယ်အခုလဲဝင်ကြီးအဆင့်ဒိုမဟုတ်ကလည်းညွန်ကြားရေးမူချုပ်အဆင့်လောက်သာတက်ရောက်တဲ့နျူကလ িয়ার ဖိုရမ်တို့ကိုယ့်ရဲ့အဆင့်တန်းပင်ကိုမငဲကွက်ပဲတွားရောက်ခဲ့ပါတယ်၎င်းကအမှုတော်မှာလူကြောလုံးနေမဲ့တမတာမျိုးမဟုတ်လူရာဝင်ချင်းနေတဲ့သူဖြစ်တာကတကြောင် ၎င်းတို့ကိုထောက်ခံနေသူများအားရှိလာစေရန်တကြောင်လှုံ့ဆော်နေတာသာဖြစ်ပါတယ်။ဘုံနေဝင်းတို့ပူတန်းရွှေတို့ဆိုရင်အဲဒီလိုပွဲမျိုးတတ်ဖို့စိတ်ပင်ကူးကြမဲ့လူများမဟုတ်တာဆိုတာကိုကြည့်မယ်ဆိုပါက။ Forest Scan အမေပြောတဲ့လိုပင် Stupid is as is stupid death လို့သာတုံးသက်လို့ရပါမယ်။လူတယောက်ရဲ့အနှစ်သာရဆိုတာကို၎င်းရဲ့လှုံ့ဆော်ချက်တွေကနေတဆင့်မြင်နိုင်တယ်လို့ဆိုလိုရင်းပင်ဖြစ်ပါတယ်။သို့တော့ American ဘက်ကထို့သို့ယူဆမလာခဲ့ပါ။မြန်မာကနျူကလ িয়ার လက်နက်များရရှိရန်စိုးဝင်တစားရှိလာနေပြီလို့ဆိုကား ယခင်အိုဘားမားလက်ထက်ကတပြားဟောင်းကြီးကိုပြန်ပွင့်လာခဲ့ပါတယ်။မြမဟာမြောက်ကိုရီးယားမှာလက်နက်များတင်သွင်းလာနေတယ်လို့ပြောလာပြီးဒီကနေ့မှပင်ဗိဆုတ်ရေယူမှုများကိုထပ်လုပ်လာခဲ့ပါတယ်။အစိုးရကြီးညာချက်မှထူးခြားတာကမြမစဲဦးစုကရပ်ပတ်အစားအုံများကိုလက်လောဆက်ပဲဖြစ်ခတ်တိုက်ခိုက်နေတယ်လို့ပါရှိလာခြင်းပင်ဖြစ်ပါတယ်။အဲဒီလိုတိုက်ခိုက်နိုင်အောင်အကူအညီပေးနေတဲ့မြောက်ကိုရီးယားကုမ္ပဏီများနဲ့မြမကုမ္ပဏီတခုအားတရားမဝင်ကုန်ရည်ကြီးတည်ထောင်နေတယ်လို့ဆိုကဗိဆုတ်တန်ခတ်လိုက်တယ်လို့ အမေရိကန်နိုင်ငံဂျိုင်ဝန်ကြီးဌာနကစက်တင်ဘာလ25ရက်နေ့နေစောနဲ့ကြေညာချက်ထုတ်ပြန်လာခဲ့ပါတယ်။ဒါပြင်မြန်မာဆဲဟုစုကလက်နက်များဝယ်ယူတင်သွင်းနေတာကြောင့်မြောက်ကိုရီးယားအစိုးရရဲ့ဝင်ငွေရရရာချောင်းလန်းကိုပိတ်ဆို့ရေးယူနိုင်တဲ့အတွက်လည်းဖြစ်တယ်လို့ဆိုပါတယ်။မြန်မာဘက်ကရေးယူခံရတဲ့ကုမ္ပဏီဟာမြန်မာဘက်ကရေးယူခံရတဲ့ကုမ္ပဏီဟာမြန်မာလေတက်တွက်ဂျာမန်စက်တွက်ဝယ်ယူပေးနေတဲ့တော်ဝင်ရှုံးလေကုမ္ပဏီနဲ့တာဝန်ရှိသူတွေဖြစ်တဲ့ကျော်သူမျိုးမြင့်တင်မျိုးအောင်နဲ့အောင်ကိုကိုဦးတို့ပါဝင်နေပါတယ်။မြောက်ကိုရီးယားဘက်ကလက်နက်ကုန်တဲ့ပွဲစားလုပ်နေတဲ့ ပေကျင်းချစ်ဆိုင်2201 General Baru နဲ့ထောက်လန်းရေးအဖွဲ့အစည်းမှပုဂ္ဂိုလ်များပါဝင်နေပါတယ်။မြောက်ကိုရီးယားရဲ့တရားမဝင်လက်နက်များရောင်းချနေတဲ့လုပ်ငန်းတွေဟာမိမိတို့နိုင်ငံနဲ့မဟာမိတ်နိုင်ငံများအားတိုက်ရိုက်ချိန်ချောင်းနေခြင်းဖြစ်တယ်လို့အကြံဖတ်ဝါတာဒိုင်ဖက်ရေးနဲ့ဗနာရေးဆိုင်ရာထောက်လန်းရေးဌာနလက်ထောက်ဝန်ကြီးဂျွန်ဟားလီကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။အခုလိုပိတ်ဆို့ခဲ့မှုဟာအမေရိကန်ဗနာရေးဝန်ကြီးဌာနမှဓမ္မရရဲ့ညွန်ကြားချက်အမိတ်136.8 3991နဲ့ တလေတုံညာတလေကိုခေါင်းထဲပေါ်နေခြင်းဖြစ်တယ်လို့လည်းပါရှိပါတယ်။ဒီထဲမှာတခုသေးချသွားတာကတဏမန်လုံထုံးလုံနီရ၎င်းတန်းပေးပိုးတဲ့စားတဆောင်ကြောင့်အာတက်တရော်ဖြစ်လာကပြည်သူငွေဒေါ်လာ3တန်းပုံဝော်လိုက်မှုဟာတဲတဲရည်တုံဖြစ်သွားခဲ့ရခြင်းပင်ဖြစ်ပါတယ်။မင်းအောင်လည်းအားယခုကမြန်မာနိုင်ငံသားများအများစုလည်းမသိဘဲမာပင်ရှီမန်မသိတဲ့ကာဇက်စတန်နိုင်ငံတို့နှနိုင်ငံပူပေါင်းဆောင်ရွက်ရေးလို့ဆိုကရုရှားကိစ္စတွင်၎င်းရဲ့အထူးလေးရင်ကြီးနဲ့ဝင်ရောက်မှဖြစ်ပါတယ်။ဒါပြင်တစ်ဖက်မှာလည်းအမေရိကန်တို့က ဘင်္ဂလားဒေ့ရှ်ကိုအာယုံဆိုင်လာမှုဟာဓမ္မံအတီးပြုတ်ပေးလိုက်တာကတော့အမေရိကန်တပ်ဖွဲ့ဝင်120ခန့်ဟာစစ်တကောင်တို့စတင်မလာ10ရက်နေ့ကရောက်ရှိလာပြီလို့ Observer Research Foundation သုတေသနဖွဲ့ကဖော်ပြလိုက်တာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ဟာ၎င်းတို့လက်နက်ကင်တပ်များခင်းမိဖွံ့ဖြိုးတိုးတက်ရေးမှာအဘောစားတရုတ်စစ်လက်နက်ပစ္စည်းများနဲ့တင်းတိတ်နေလို့မဖြစ်တော့ဘူးလို့ဆိုပါဝါရှင်တန်နဲ့ဆက်သွယ်လာခြင်းလည်းဖြစ်ပါတယ်။အထူးသဖြင့်မြန်မာနဲ့အိန္ဒိယဘက်ခြမ်းမှာလက်နက်ကင်ပရိပခါတွေရှိန်မြင့်လာနေတာကြောင့်၎င်းတို့ဘက်သို့ကူးဆက်လာမယ့်အရေးတွေ မြန်မာစစ်သားတွေထွက်ပြေးဝင်ရောက်လာမယ့်အရေးတွေရွှေကြားတွေထပ်မံဝင်ရောက်လာမယ့်အရေးတွေတို့အဆိုးရိမ်မကင်ဖြစ်လာနေတယ်လို့လည်းသုံးသပ်ပါတယ်၂018နဲ့2025ဇွန်လအတွင်းမှာတရုတ်လုံ KAW နဲ့တိုက်လေယာဉ်များပြတ်ကျခဲ့မှုနဲ့ F7BIG အမျိုးအစားတွေအတိအတိပြတ်ကျသွားခဲ့ပါတယ် F7BIG ဟာစတင်ကြောင်းပေါ်ပြတ်ကျခဲ့မှုကြောင့်ဂျောင်းသားအယောင်20ခန့်တေဆုံးသွားပြီး100ခန့်ဒဏ်ရာရရှိသွားခဲ့ပါတယ်ဒါပြင်တင်ကားတုံးလက်နက်ခဲယံများရေဒါများအားလည်းရေသွေးမပြည့်မီတဲ့ပြင် ရောင်းချပြီးပြင်ဆင်စရာရှိသည့်များမှလည်းညံပြင်းတဲ့တို့ကဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာတရုတ်လက်နက်များပေါ်ယုံကြည်မရှိဖြစ်လာနေတယ်လို့ဆိုပါတယ်။အထူးသဖြင့်မြန်မာဘက်ချမ်းမှမတည်မငြိမ်မှုတွေတိုးပြီးဖြစ်ပေါ်လာနေခြင်းကြောင့်တရုတ်ရဲ့လက်နက်တွေနဲ့တင်းတိတ်နေလို့မဖြစ်တော့ဘူးလို့ယူဆလာနေခြင်းလည်းဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ဘက်ကအမေရိကန်နဲ့စည်ရေးပူးပေါင်းလာမှုဟာနိုင်ငံရဲ့အနာဂတ်လာရကူတာမကဘင်္ဂလားပင်လယ်အော်ရဲ့မဟာဗျူဟာအခင်းချင်းကို ပုံပေါ်လာစေမှာဖြစ်တယ်လို့အဆိုပါဒုတိယနာအဖွဲ့ကြီးကရေးသားထားပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ခဲ့တဲ့သတင်းပရိသတ်များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းဒေါ်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ